မင်္ဂလာပါခင်ဗျာကျွန်တော်ဒီခါလာရောက်တင်ဆက်ပေးရှင်တဲ့အကြောင်းအရာလေးကတော့ဖေမြင့်ရဲ့အုံနှောင်းတဲ့နှလုံးသားခံစားမှုနဲ့အတွေးစာစုများစာအုပ်မှရှိရစေဆိုတဲ့ဝတ္ထုတူလေးကိုလာရောက်မျှဝေပြီးမှဖြစ်ပါတယ် အလွန်အမင်းအေးမြတိနေ့တနေ့အိမ်တို့အပြန်လန်းတွင်တယောက်ယောက်ခြားကြံခဲ့ဟန်တူသည်ပစာအိတ်တိတ်ကျွန်တော်ကောက်ရသည်ပိုင်ရှင်ဘဒူဆိုတာတိရလျင်ဆက်သွဲပြီးပို့နိုင်ရန်အတွက်အိတ်แท้မှာတဲလွန်စလိုက်ရှာသည်အိတ်แท้မှာပတ်စံ3ဒေါ်လာရင်အတော်ဟောင်းနှွန်းတွန့်ကြည်နေသည် စာတစောင်းရေးပဲတွေ့ရသည်စာကဒီအိတ်ထဲမှာရှိနေတာနှစ်ပေါင်းများစွာကြာခဲ့ပြီထင်သည်စာအိတ်ကပွန်တီပြော့ဖက်၍နေပြီးစာအိတ်ပေါ်၌ပြပို့တူဤလိပ်စာတစ်ခုသာဖတ်၍ရသည်သုံးတရားအစဖော်၍ရလီမလားမျောလင့်ချက်နဲ့အစာကိုကျွန်တော်ဖြန့်ကြည့်မိသည် ာမဏိဆွေတတ်ထာဒီက1924ခုနှစ်တည်းလွန်ခဲ့တော့နှစ်ပေါင်း60လောက်ကရည်ခဲ့တိစာပါကလားတောက်တစ်ဖက်နားတွင်ပန်းပွင့်ပုံလေးတစ်ပုံစိုက်နှိပ်ထားသည့်အပြာရောင်ဖြော့ဖြော့စာရေးစက္ကူပေါ်၌မိမလက်ရည်လှလှအလေးနဲ့ရေးသားထားသည့်စာမျိုးစားကနှစ်ဖူးစာမပါတဖြင့် ွဲခါရတော်မူအကြောင်းနှုတ်ဆက်အကြောင်းကြားစာသမာညီညွန်းထားဒီကမိုက်ကယ်ဆိုတော်ဒုတိယအမေကလုံးဝခွင့်ပြုတဲ့ဖြစ်သူနဲ့နှောက်ထားတွေ့ဆုံရန်မဖြစ်နိုင်တော့ကြောင်းမိတို့ပင်ဖြစ်စီအစင်သာဝရချစ်မြဲချစ်နေမိဖြစ်ကြောင်းရေးသားထားပြီးအောက်၌ဟင်နာဟု၍ လက်မှရေးထိုးထားသည်စာမရေးသားထားသည်ကလွမ်းစရာပင်ထို့သောစာပိုင်းရှင်နှင့်ပတ်သက်၍မိုက်ကယ်ဆိုသောနာမည်တစ်လုံးမှအပတခြားဘာသဲလွန်စားမြန်မတွေ့ရထို့သောစာအိတ်ပေါ်မှာပါဠိပေးဖို့သူဤလိပ်စာကို ဖော်ပြပြီးဆက်တွေ့ဤဌာနတို့မင်းများလည်တော့၎င်းလိပ်စာ၌ရှိသည့် တယ်လီဖုန်းနံပါတ်ကိုတီကောင်းတီရနိုင်သည်ဟုကျွန်တော်စဉ်းစားမိသည်ဒို့နေ operator အားဆက်တွေ့က operator operator ရေလှုပ်ရှုပ်လှုပ်စင်မဟုတ်တဲ့အကူအညီလေးတစ်ခုလောက်တောင်းပါရစေဗျာပတ်စံအိတ်တအိတ်ကောက်ရထားတာပိုင်ရှင်ရှင်ပိုင်ရှင်စီဆက်တွေ့ခြင်းလို့ပါပတ်စံအိတ်ထဲကအစာအိတ်ပေါ်မှာလိပ်စာတစ်ခုပါ ပါပါတယ်ဗျာအဲ့ဒီလိပ်စာမှာတယ်လီဖုန်းရှိခဲ့ရင်နံပါတ်ကလေးတိချင်လို့ပါဟူ၍မေတ္တာရက်ခံတော့ operator ကသူ့အထက်မှာကြည့်ကြရေးမှုနဲ့ပြောကြည့်ပါဟုဆိုသည်ကြည့်ကြရေးမှုကခဏမြတ်ဆိုင်ငံနေပြီးနောက်အဲ့ဒီလိပ်စာမှာဖုန်းနံပါတ်ရှိပါတယ်ဒါပေမဲ့ကျမဒီလိုမျိုးနံပါတ်ပေးခွင့်မရှိဘူးဟု ပြန်ကြားသည်တို့တော့တခုတော့ဆက်ပြောသည်မေတ္တာနှင့်ကူညီတော့တဘောဖြင့်အဲ့ဒီနံပါတ်ကိုသူဆက်သွေကကျွန်တော်ပြောသည့်အကြောင်းကိုပြောပြပေးမည်၎င်းပုဂ္ဂိုလ်ကကျွန်တော်နှင့်စကားပြောရန်တဘောတူသည်ဆိုလျင်သူဆက်ပေးမည်ဟု၍မနစ်အနှဲငယ်ကြသောကြည်ကြည်ရည်မှုကပြန်ဆက်တွေ့သည်ဟောဒီကတယောက်ရှင်းတဲ့စကားပြောပါလိမ့်မယ် တစ်ဖက်မှလက်ခံပြောဆိုသူကအမျိုးသမီးတယောက်ဖြစ်သည်သူမအားဟင်နာအမိရှိအမျိုးသမီးတယောက်ကိုတိပါသလားမေးဒီအခါသူအံ့အားတင်သွားသည်ဩကျမတို့ဒီအိမ်ကိုဝယ်တော့မူလပိုင်ရှင်မိသားစုမှာဟင်နာဆိုတဲ့နာမည်နဲ့တမီးတယောက်တော့ရှိပါတယ်ဒါပေမဲ့အဲ့ဒါကနှစ်ပေါင်း30လောက်ကြာပါပြီ ဟုတ်ကဲ့အခုအဲ့ဒီမိသားစုဗမာနေလဲဆိုတာများသိပါသလားခင်ဗျာကျွန်တော်ဆက်မိတော့အရင်နှစ်တော်တော်ကြာကြာလောက်ကတော့ဟင်နာသူ့အမေကိုတက်ကြီးကဟာတခုတို့ပို့တာကျမမှတ်မိပါတယ်အဲ့ဒီကဟာမှာစုံစမ်းကြည့်ရင်သူ့တမီဗမာရှိတယ်လဲတိချင်းတိနိုင်မှာပေါ့ဟုဆိုပြီးအဲ့ဒီတက်ကြီးကဟာဤ ုံးနံပါတ်ကိုသူပေးသည်ဒီနံပါတ်ကိုဆက်ကြည့်တော့အမျိုးသမီးတယောက်ကင်သည်အမျိုးသမီးကဟင်နာဤမိခင်မှာလွန်ခဲ့တော့နှစ်အတန်ကြာကပင်ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်းသို့တော့သူ့ထံတွင် သူ့တမီးထံဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်တစ်ခုတော့ရှိကြောင်းယခုဧဒီမှာဆက်ရှိမရှိမသိကြောင်းပြောပြီးနံပါတ်ကိုပေးသည် ဂေဟာမှအမျိုးသမီးအားကြီးစုတင်စကားပြောပြီးနောက်သူပေးသည့်ဖုန်းနံပါတ်ကိုဆက်ကြည့်ပြန်ရာအမျိုးသမီးတယောက်ပင်ဖုန်းကင်ပြီးဟင်နာကိုတိုင်လည်းယခုအခါတကြီးဂေဟာတဟုတို့တခုတို့ရောက်ရှိနေကြောင်းပြန်ကြားပြောဆိုသည်ဒီလောက်ဆိုရင်တော့ငါဟာကတိတ်မဟုတ်တော့ဘူးဟုကျွန်တော်ဘာသာကျွန်တော်စဉ်းစားမိသည်စုစုပေါင်းမှ ပတ်စံ3ဒေါ်လာနဲ့လွန်ခဲ့သောနှစ်ပေါင်း60နီးပါးကစားတဆောင်ဒါပါသောပတ်စံ8တအိတ်ကိုပြန်ပြီးပေးနိုင်ဖို့ဘာကြောင့်ဒီလောက်အသေးအတန်ကြိုးစားနေပါသနည်းသို့တော့ကျွန်တော်မရက်ဖြစ်ရင်သာရှိနေသည့်ခုယူဆရသောတကြီးကေဟာတို့ကျွန်တော်ဆက်တွေ့သည်ကေဟာမဖုံးကင်သောပုဂ္ဂိုလ်ကဟုတ်ကဲ့ဟင်နာ ကျွန်တော်တို့စီမှာရှိပါတယ်အချိန်ကည10:00နာရီထိုးနေပြီတို့တော့ကျွန်တော်မေးမိသည်ကျွန်တော်လာတွေ့လို့ရမလားဟု၍တဖက်လူကတုတ်ဆိုင်ဆိုင်ဖြစ်သွားသည်ဟုတ်ကဲ့လာခြင်းလဲလာကြည့်လေအပန်းဖြေစခန်းထဲမှာတီဗီကြည့်နေတော့ဆိုရင်တော့လေတွေ့ရတာပေါ့ဟုဆိုသည်သူအကြီးစုတဲ့စကားဆိုတာဂေဟာတို့ကျွန်တော်ကမောင်းလာခဲ့သည် ညတာဝန်ချသူနာပြုနှင့်ဂေဟာဆောက်တဲ့ရောက်ကျွန်တော်အားအဝင်မှ စီးချိုသည်ဂေဟာအဆောက်အုံကြီးတတရထတုကျွန်တော်တို့တတ်သွားကြသည် အပန်းဖြေခမ်းမှသူနာပြုဆရာမကကျွန်တော်အားဟင်နာနဲ့မိတ်ဆက်ပေးသည်ဟင်နာကအသက်အရွယ်ကြီးရင်ပြီဖြစ်သောအမျိုးသမီးကြီးတစ်ယောက်ဖြစ်သည် သူစံကေတာကငွေရောင်ဖွေးလျက်ရှိသည်သို့တော်မျက်နာကရှင်ပြသည် ဟောရီလိုက်လဲသောအပြုံရှိသည် မျက်လုံးများကတောက်ပစေကျွန်တော်ကပတ်စံအိတ်ကောင်းရပုံအကြောင်းပြောက အထဲမှစာကိုထုတ်ပြသည် အပြာရောင်ဖြော့ဖြော့ဆက်ကူနှင့်လက်ဝဲဖက်တောင်းနာကပန်းပွင့်ပုံလီမြင်တော့သူအသက်ရှူမသွားသည်ဒီစာက မိုက်ကယ်နှင့်နောက်ဆုံးအဆက်တွေလောက်ခဲ့တဲ့စာပဲကိုယ်ဟုဆိုပြီးတစ်ဖက်ကိုလှည့်ကခဏများ တွေ၏နေသည်ထို့နောက်တီတူညင်သာပင်ဆက်၏ပြောသည်သူကိုတကယ်နှစ်နှစ်ကကချစ်ခဲ့တာပါအဲ့ဒီတုန်းကကိုကလည်းအသက်၆နှစ်လောက်ပဲရှိသေးတယ်တိတ်ငယ်သေးတယ်ဆိုတော့အမေကခွင့်မပြုဘူးသူကတကယ်လူကျော်ပဲရုပ်ရှင်မင်းသားရှောင်းကွန်နလီနေရီပုံမျိုးရှောင်းကွန်နေရီပုံမျိုး and michael ghosting တဲ့တိတ်ကိုတဘောထားပြဝတဲ့လူပါတကယ်လို့ရှာတွေ့ခဲ့မယ်ဆိုရင်တော့ပြောလိုက်ပါ သူ့ကိုမကြာခဏတတိယတယ်လို့ပြီးတော့ဟင်နာယုတ်တည်းရဲ့စကားမဆက်နိုင်နှုတ်ခမ်းကိုတင်းတင်းစိတ်ထားသည်ပြီးမှသူ့ကို ချစ်နေစေပါလို့ပြောလိုက်စမ်းပါဟုဆိုသည်ထို့နောက်မျက်ရည်ရွယ်လာသည့်ကြားမှပြုံးကတသက်လုံးလဲ ဘဒူနဲ့မှအိမ်အောင်မပြုတ်ခဲ့ဘူးကွယ်ဘယောက်ချားကိုမှသူထက်တာတယ်မထင်ခဲ့ပဲကိုဟင်နာအနုဆက်ထွက်ခွာလာခဲ့သည်ပထမထက်ကိုတက်လီကားနဲ့ဆင်လာပြီးထွက်ပေါက်နာရတော့အဆောက်ကဖွားကြီးစီကဗာများတိခဲ့ရလေမိသည်လက်ဆက်တက်တစ်ခုကတော့လမ်းစာလေးတစ်ခုတော့ရလာကြောင်း ကျွန်တော်ပြောပြလိုက်သည်အ ਨੇ ဆုံးနာမည်တော့ပြပြစုံစုံတိလာရပြီဆိုပါတော့ဗျာဒါပေမဲ့ခဏတော့နေလိုက်အောင်မယ်ဗျာဖြည်းဖြည်းမှပဲဘာကြောက်လဲဆိုတော့ကျွန်တော်ဒီနေ့တစ်နေ့လုံးဒီအိတ်ပိုင်ရှင်ကိုရှာရင်းနဲ့အချိန်အတော်ကုန်သွားပြီပြပြဆူဆူကျွန်တော်ကပတ်စံအိတ်ကိုထုတ်လိုက်မိပြီအိတ်ကအညိုရောင်တည်ရေအိတ်ယိုယိုလေး နှုတ်ခမ်းသားတစ်လျှောက်ကျိုးနီအောင်နဲ့တိချုပ်ထားသည်အဆောက်ကအိတ်ကိုမြင်တော့ဟာခဏနေုံပြဒါမစတာဂိုစတိန်ရဲ့ပတ်စံအိတ်ပဲအဲ့ဒီကျိုးနီနဲ့ကျွန်တော်မြင်တာနဲ့မှတ်မိတယ်သူကအဲ့ဒီအိတ်ကိုခဏခဏကြပြောင်းနေတာခမလေးတဲ့ကျွန်တော်တွေ့တာကိုပဲအနည်းဆုံး၃ချိန်လောက်ရှိပြီမစတာဂိုစတိန်ဟုတ်လားဗျပြောစမ်းပါဦး ျွန်တော်ပြပြသလဲမိမိတယ်ရုပ်တရက်ကျွန်တော်လက်တွေပင်တုံလာသည်ဖူးကြီးကဒီမှနေတာကြာပြီဗျရှစ်ထပ်မှာဒီအိတ်က သူ့အိမ်ပင်တည်ကြလေလမ်းလျှောက်ရင်ကြကြံခဲ့တာဖြစ်ရမယ်ကျွန်တော်အဆောက်ကိုကျေးဇူးတင်ကြောင်းပြောကဒုနာပြုဆရာမခန်းတို့အမြန်ပြန်ပြေးလာခဲ့သည်အဆောက်ပြောတာကိုသူအားပြန်ပြောပြပြီးနောက်သူနဲ့ကျွန်တော်သက်လီကဖြစ် အပေါ်တို့တက်လာခဲ့ကြသည်မစတာ93အိတ်မနေပါစေနဲ့လို့ခုစုကျွန်တော်စုတောင်းလာသည်ရှစ်ထပ်မှတာဝန်ကျသူနာပြုကမစတာ93အပန်းဖြေခန်းထဲမှာပဲရှိလိမ့်ဦးမယ်ထင်တယ်သူကညဘက်စာဖတ်လေးရှိတယ်တိတ်တဘောထားကောင်းနဲ့ဘဘပဲဟုဆိုသည်မိတွေလင်းနေသည့်တခုတော့အခန်းစီတို့ ကျွန်တော်တို့လာခဲ့ကြသည်ခန်းထဲမှာလူကြီးတယောက်စာဖတ်နေသည်သူနာပြုတ်ကသူ့ထံသွားပြီးဘာဘာပတ်ဆိုင်ကြပြောက်သလားဟုမေးသည်မစ္စတာဂိုစတိန်ကအာအာတင့်ဟန်ဖြင့်မော့ချီသည်ထို့နောက်သူ့အိတ်ထဲ၌ကြည့်ပြီးဟာဟုတ်တယ်မရှိတော့ဘူးဟုဆိုသည်ဟောဒီလူကြီးမင်းကပတ်ဆိုင်အိတ်တဲ့အိတ်ကောက်ရလာလို့အဲ့ဒါဘာဘာအိတ်ဟုတ်မဟုတ်လမ်းမေးတာပါ ချင်တော်မစ္စတာဂိုစတိန်အားပတ်စံအိတ်ကိုကမ်းပေးလိုက်သည်အိမ်ကိုအိတ်ကိုမြင်သည်နှင့်သူစိတ်သက်သာလွားပုံဖြင့်ပြုံးပါဟုတ်တယ်အဲ့ဒီအိတ်ပဲနေ့လယ်ကကျွန်တော်အိတ်ထဲကထွက်ကြခဲ့တာဖြစ်ရမယ်အခုလိုပြန်ပေးတဲ့အတွက်ခမည်းကိုကျွန်တော်တခုခုတုတ်ပြန်ခြင်းတယ်ဗျာဟုဆိုသည် ရပါတယ်ခမညာကိစ္စမရှိပါဘူးဒါပေမဲ့တခုတော့ပြောပါရစေပတ်စံအိပ်ပိုင်ရှင်ဘယ်သူလဲတိဖို့လိုအပ်တဲ့အတွဲအထဲကစာကိုကျွန်တော်ဖတ်ကြည့်လိုက်ရပါတယ်ခမညာသူ့မျက်နှာပေါ်မှာ အပြုံးရုပ်ချီပျောက်ကွယ်သွားသည်ခမညာစာကိုဖတ်လိုက်တယ်ဟုတ်လားဟုတ်ကဲ့ဒါဒီမကဘူးခမညာဟင်နာဗမာလဲရှိတယ်ဆိုတာလဲကျွန်တော်အခုသိနေပါတယ် သူ့မျက်နာဖြူလျော်သွားသည်ဟင်နာသူဘမလဲဆိုတာခမားတိတလားသူဘလို့ဘလို့လဲကြမ်းကြမ်းမှမှာပဲလားအရင်ကလူချောဒီလားဗျကြီးစုပြူပြီးပြောစမ်းပါဗျာသူကအပြီးအလွန်မေးသည်သူကြမ်းမှာပါတယ်အရင်တုန်းကလူပဲချောဇေလာဇေပါပဲကျွန်တော်ကအစာနာ စွာပင်ပြောလိုက်သည်အဖိုးကြီးကဝန္တာမျိုးလက်ဟန်ဖြင့်ပြုံးရှင်စွာမေးသည်သူဘမှာရှိတယ်လဲပြောစမ်းပါဗျာနှက်ဖြန်သူစီဆက်တွေ့ရအောင်သူကကျွန်တော်လက်ကိုဖမ်း၍ဆုပ်ကိုင်သည်ခမားတိပါတယ်ဗျာကျွန်တော်သူ့ကိုတိတ်ချစ်တော့သူစီကအဲ့ဒီစာရောက်လာတဲ့အချိန်ဟာကျွန်တော်ဘဝတကယ်ကိုပြီးဆုံးသွားတဲ့အချိန်ပါတသက်လုံးဘယ်သူနဲ့မှလည်း အိမ်တော်ပြုခဲ့ဘူးသူကိုပဲကျွန်တော်ရက်ကနေ့ထိဆွဆွဲမဲမဲချစ်နေခဲ့တာဟုတ်ပါပြီဒါဖြစ်အခုကျွန်တော်နဲ့လိုက်ခဲ့ပါကျွန်တော်ပြောလိုက်တယ်ဒါလီကားဖြစ်သုံးတတ်တို့ကျွန်တော်တို့ဆင်းလာခဲ့သည်အဝင်ခမ်းမကြီးတွေမှောင်ဟိအနေပြီးပန်းဖြေခန်းကိုတွားကြည့်သည့်ပန်းဖြေခန်းကိုတွားသည့်ဇင်းကြံလန်းတစ်လျှောက် မိမိမိန်တလုံးနဲ့တလုံးတာတလုံးမိမိမိန်တလုံးနှလုံးတာလင်းလျက်ရှိသည်အခန်းထဲတွင်ဟင်နာတယောက်ထင်တီဗီရှိ၌ထိုင်လျက်ရှိနေသည်သူနာပြုကသူစီလျှောက်သွားသည်ဟင်နာသူကခတ်တူတူခေါ်ပြီးမိုက်ကယ်စီညွန်ပြသည်မိုက်ကယ်နှင့်ကျွန်တော်အခန်းဝမှာရက်နေသည်ဟော့ဒီကဥကိုတည်လာသူနာပြုကမေးသည်ဟင်နာမျက်မျက်မှန်ကို နေသားကြအောင်ပြင်ပြီးတည်တည်ချာချာကြည့်ပြီးတို့တော့ဘာစကားတခွန်းမှမဆိုမိုက်ကယ်ကတူးညင်းစွာပြောသည်တကယ်အတန်တူတူလီဟင်နာကိုမိုက်ကယ်ပါမမီဘူးလားဟင်နာအသက်ရှူမှသွားသည်မိုက်ကယ်ကြည်စံ အောင်ဖို့ကောင်းလိုက်တာမကေမယုံနိုင်လို့မယုံနိုင်လို့အောင်ပါပဲလားကြည်စံမိုက်ကေရေသူဟင်နှထံဖြင်းညင်းစွာရှောက်သွားသည်တူတူပွေဖက်လိုက်ကြသည်ကျွန်တော်ရောသူနာပြုဆရာမပါဝန်တာလိုက်လေ၍ကြံ့သောမျက်ရည်များနှင့်အနီးမှအတာခွာခဲ့ကြသည်ကြည်စံကံကြမ္မာများထူချာဆန်းကျင်လိုက်တာ ဒီအတိုင်းဖြစ်ရမယ်လို့ပြဋ္ဌာန်းပြီးတဲ့ကိစ္စမှန်နောက်ဆုံးဖြစ်ကိုဖြစ်လာရတာပဲကျွန်တော်မှတ်ချက်ချမိသည်နောက်သုံးဘတ်ခန့်အကြာတွင်တကြီးခေဟာမှကျွန်တော်ယုံခန့်တို့ဖုံးဆက်သည်လာမဲ့တနင်္ဂနွေမှာမင်္ဂလာအခမ်းအနားတစ်ခုတက်ရောက်ချီးမြှင့်နိုင်မလားလို့ပါမိုက်ကယ်နဲ့ဟင်နာတို့လက်ထပ်ကြတော်မလို့ဟူ၍လက်ထပ်မင်္ဂလာပွဲက တကယ်ဝမ်းမြောက်အံ့ဩပဲပြင်တကြီးကေဟာမှာနေကြသူအလုံးဝက်ကောင်းစားလာတွင်စင်ရင်ကခန္ဓာတွင်ပါဝင်ဆင်းရဲကြသည်ဟင်နာကအညူယောင်ဖြော့ဖြော့ဝတ်စုံနဲ့လှပနေသည်မိုက်ကယ်ကအပြာရင့်အောင်ဝတ်စုံနဲ့ဝုန်းဝင်ထက်ထဲသူတို့ကကျွန်တော်ကိုလူပြိုရန်လှုပ်ခိုင်းသည်ဒီဟာကသူတို့အတွက်တိတံအခန်းစီစဉ်ပေးသည်အသက်86နှစ်ရွယ် တို့သမီးနဲ့89နှစ်တို့သားတို့လူငယ်လူရွယ်ဇနီးမောင်နှံပမာလူရကျင်နာလေးရှိကြအပုံကိုជីနူးဖွယ်မြင်တွေ့ကြရသည်နှစ်ပေါင်း60နီးပါးရှေးကြခဲ့သည့်အချစ်ဇလန်းတစ်ခု၏အလှပဆုံးဤကုန်းရှုခင်းပေသည်